နိုင်ငံပြူဟာကုန်းမှာပြင်းပြနေတဲ့စစ်သားတွေကိုကယ်ထုတ်နိုင်ဖို့အတွက်စစ်ကြောင်းနှစ်ကြောင်းနဲ့တက်လာတဲ့စစ်ကောင်စီတပ်ကိုအာရခတ်တပ်တော်အေကကြားဖြတ်တက်ခရမှာစစ်ကြောင်းတစ်ခုလုံးဝပြုတ်သွားတယ်လို့လူတွေစရာကဖော်ပြပါဗျာ။အော်တိုဘာ28မနက်ပိုင်းမှာကပ္ပဆာဆလင်းနဲ့ဇင်ပြောင်းယူရာဘက်ကနေအင်အား200ခန့်ပါစစ်ကြောင်းတစ်ခုလန်ဟောင်းတိုင်းတက်လာပြီးနောက်ထပ်အင်အား100ကျော်ပါစစ်ကြောင်းတစ်ခုကလမ်းသေးဘက်ကနေတပြိုင်တည်းထိုးလာတယ်လို့ဆိုပါတယ်။ ဲ့ဒီထက်ကပါရမစစ်ကြောင်းကိုပစီကြီးရွာနေရောက်မှာအေအေကတက်ခတာဖြစ်ပြီးစစ်ကြောင်းတစ်ခုလိုပြိုးသွားတယ်အလောင်းတွေလက်နဲ့တွေအများကြီးသိမ့်မိတယ်လို့စစ်ဖက်သတင်းရက်ွက်တွေကပြောပါတယ်အဲ့ဒီနောက်ပစီဘာကိုစစ်တပ်ကလျင်နဲ့အကြေကြေးဖို့ကျဲနေတယ်လို့လည်းသိရပါတယ်စစ်ကောင်စီတပ်ဟာနိုင်ရကစခန်းကိုဆက်လက်ကာကွယ်ရေးတဲ့စခန်းတွင်ပေးမိနေတဲ့စစ်သားတွေကဲထိုးရေးဖက်ကိုဦးစားပေးလာတဲ့သဘောတွေ့နေရတယ်လို့လည်းဖော်ပြထားပါတယ် မကွေးတိုင်းမင်းတို့မြို့နယ်ပသိမိုးရွာလမ်းပေါ်ရှိမက်စလီကြီးရွာနာရောက်လာတဲ့စစ်ကောက်တီရင်တန်းကိုတော်လိုင်းတပ်တွေကမိုက်ဆွဲတက်ခရမှာစစ်သားလေးဦးတေခရံချုပ်သိမိတယ်လို့တရက်ခရံအမှတ်လေးတိုင်းရင်ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ28မွန်းလွဲတနေ့ခန့်မှာတိုက်စစ်ရဲမှုပအဝင်စစ်သားတွေစီးလာတဲ့ကားလေးစီးကိုမိုက်ဆွဲတက်ခရဖြစ်ပြီးတစည်းထိမှန်ကြံသုံးစီးကအလောင်းတွေလူနာတွေသေပြီးထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ နမည်ရှိတဲ့ကားပျက်စီးနေတဲ့ကားတစ်စီးနဲ့တူခရမ်းတွေစေအသွဆောင်တွေတိမိတာကိုတပ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။မကွေတန်းစစ်ပြည်မြို့နယ်ဂွေးမင်ချောင်းရွာအနီးရှိစစ်ကောင်စီတပ်ရဲ့တန်စလိုဂိတ်ကိုတုံလိုင်းတရကဝင်တက်ရမှာစစ်သားလေးဦးသေသနတ်တလက်နဲ့ခရမ်းတွေတိမိတယ်လို့ရင်းနှီးသားကော်လန်ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘန်29မနက်9:00နာရီခန့်မှာဝင်တက်တာဖြစ်ပြီးတိမိလက်နဲ့ကတော့အမေ3ဖြစ်တာကိုတပ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။ တော်လိုင်းဖက်ကလည်းစစ်ကြောမှုကြားဆွတယ်လို့ဖော်ပြပါတယ်။ဒီတက်ခတ်မှုကိုမကွေးတိုင်းပကပယူလီယာစစ်ကြောရင်းနှီးတဲ့ကော်လန်နဲ့ကုကုခရဲအမှတ်၁၉တိုင်ရင်ပူပေါင်းဆွေးရတယ်လို့ဖော်ပြထားပါတယ်။စကန်တဲဗမာမြို့ကိုစစ်ကောင်စီတန်းနဲ့ရှမ်းပြည်ပြည်သူစစ် SA တပ်တွေကထိုးစစ်ဆင်နေပြီးလေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူတုံးတဲ့အတွက်ရဲစခန်းနဲ့ဖူးကြီးကျောင်းပါဝင်နေအေရီမိလောင်နေတယ်လို့ကချင် Waste News ကဖော်ပြပါတယ်။ဗမာမြို့နဲ့ နာယကာရွာကြားရှိညောင်မင်စုရွာကနေဒီလုပ်ကို PDF တွေနဲ့ဆက်ဆက်တယ်လို့ဆွဆွဲပြီးစစ်တပ်ကမိရှုခဲ့တယ်လို့ဒေသခံတူကပြောပါတယ်။ဒါပြင်အဲ့ဒီနေ့မှပဲဗမာမျိုးနဲ့ကန်းနေတဲ့မြေသေးချင်းရွာဖူကြီးချောင်းကို Jet Fighter ကဘုံနှလုံးကျဲတဲ့အတွက်ဖူကြီးချောင်းပျက်စီးသွားတယ်။ဒီချောင်းဟာအော်တိုဘား7ကလည်းတခါဘုံကျဲခံရပြီးဖြစ်ပါတယ်။အော်တိုဘား26ကလည်း120မမနဲ့စစ်ကောင်စီကပစ်ခတ်တဲ့အတွက် ဗမာမျိုးရဲ့ရဲစခန်းနဲ့အချုပ်ဆောင်တွေမိလောင်ခဲ့တယ်လို့သိရပါတယ်။အခုကြည့်မှာတော့စစ်ကောင်စီနဲ့ရှမ်းနေတပ်တွေဟာ နာရကရွာနဲ့ခမုတ်ဘဲရွာတွေမှာစခန်းထန့်ပြီးဗမာကိုထိုးစစ်ဆင်ဖို့ကြိုးစားနေတယ်လို့ဖော်ပြထားပါတယ်။တချို့ပြည်နယ်မစီမျိုးနယ်မဝေကြီးဒေသ KIA တမစစ်တဲ့ဒေသစီပြန်သန်းလာတဲ့စစ်ကောင်စီရဲ့ကင်းထောက် drone တစ်စီးကိုကချင်ရဲဘော်တွေကပြစ်ချနိုင်ခဲ့တယ်လို့ Seven Star News ကဖော်ပြပါတယ်။ အော်တိုဘာ24မှာပြစ်ချလိုက်တာဖြစ်ပြီးလက်နက်ငယ်တွေပဲပြစ်ခတ်တယ်လို့ဆိုပါတယ်ပြစ်ခတ်တဲ့ရပ်ပန်းက KIU ဌာနချုပ်လိုင်ဇာမြို့ကိုသေခံ drone နဲ့တိုက်ခိုက်ပြီးတဲ့နောက်အခုတမ်းမ7ဘက်ကို King Tower drone တွေရောက်ရှိလာတာဖြစ်ပါတယ် drone ဘူချတဲ့ drone တော်တော်များများကိုစစ်မှုမြင်မှာတောင်းလိုက်တဲ့တွေကမကြာခဏသိမိတဲ့သတင်းကြားနေရပါပဲ King Tower drone ကိုပြစ်ချတာကတော့ကြားရခဲ့တဲ့သတင်းဖြစ်ပါတယ် စစ်ကောင်စီကယူကော့ဘက်ကိုအကြုံးပြပြီးစီးရေးလွှတ်ရှာမှုတိုးလို့လာနေတဲ့အတွက်ချစ်ပြည်နယ်မြို့တော်ဟာခါကိုညမထရရအမိတ် night curfew ထုတ်ပြန်လိုက်တယ်လို့ CDF ဟာခါကအသိပေးချက်ထုတ်ပြန်ပါတယ်ဒီမေဟာအော်တိုဘား29ကနေ၈ရက်ဇန်နဝါရီ30ရက်တိသုလတာအတွက်ဖြစ်ပြီးည9နာရီကနေမနက်9နာရီကြားမိသူများအပြင်ထွက်ချင်းလို့ဝမလို့ရလို့တတိပေးထားတာတွေ့ရပါတယ် စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်မယ်လို့ကြေညာထားတဲ့လွှတ်တော်ကိုယ်စားလှယ်လောက်နှစ်ဦးရဲ့နေအိမ်တွေကို CDF တွန်းဆန်ကချိတ်ပစ်လိုက်တယ်လို့ခွန်နုတုံကဖော်ပြပါတယ်။အော်တိုဘာ25မှာနေအိမ်ချိတ်ပစ်ခံရသူနှစ်ဦးကတော့ကြက်ခိုင်ပါတီကိုယ်စားလှယ်လောက်ပူစင်တောင်မောင်းနဲ့ဇူမီမျိုးသားပါတီကိုယ်စားလှယ်လောက်ပန်နာခံစားလို့ဖြစ်တယ်လို့သိရပါတယ်။ယူကွယ်ကျူကာလာတိုက်ပွဲပြစ်ထန်လာတဲ့အတွက် ဘေးတနေ့တိုင်ဘုပြင်းပြည်ထောင်စုလက်မကြီးကိုဖျက်သန်းခွေပေးလိုက်တယ်လို့ပီဒီအတနေ့တိုင်တန်စစ်ထဏအမှတ်35လိပိဟွာက3ပေးချက်ထုတ်ပြန်ပါတယ်။အော်တိုမန်28ကနေစတင်ပေးလိုက်တာဖြစ်ပြီးတနေ့တိုင်မြို့နယ်တွင်တိုက်ပွဲတွေပြင်းထန်လာတာစစ်တပ်ကရွာတွေကိုလေကြောင်းတိုက်ခတ်မှုတိုးလာတာစိန်သိမ်းဘောက်ကနေလက်နေကြီးတွေနဲ့ပစ်တာဒီလန်ကြောင်းတွေကနေစစ်ကူပို့တာလူငယ်တွေကိုဖမ်းဆီးပြီးစစ်ထဲသွင်းနေတာတွေတိုးလို့လာနေတာတွေအခုလိုလမ်းပေးရတာလို့ဖော်ပြထားပါတယ်။ စကန်တိုင်းမူရမျိုးကြောက်ကွာရွှေကူအနီးဖျော်ဝင်တွင်တောင်ဝန်ကျနေတဲ့စစ်ကောင်းစီစစ်သားသစ်ပြည်သူစစ်မှုထမ်းပါစာနှစ်ဦးဟာအမေ3တလက်အမေ11တလက်တို့နဲ့အတူတွန်လိုက်တတနာခိုးလိုလာတယ်လို့မူရပါကဖကသတင်းထုတ်ပြပါတယ်အော်တိုဘတ်29မှာရရှိလာတဲ့အဲ့ဒီစစ်သားနှစ်ဦးကိုကောင်းမွန်စွာကျူဆွထားပြီးနောက်ထပ်ထွက်ပြေးလာမဲ့စစ်သားတွေကိုလည်းကျူဆွတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ